လင်ပေါ်ကလင်ကိစ္စအမားကြီးခုနှစ်ခု ဖြစ်ရမှန်အချစ်ဆန်လန်အကြောင်းပြောမယ်။ကဘာလက်အမေရိကန်မီနနာအချစ်ပညာရှင် channel ကနေကြိုဆိုပါတယ်။ဘယ်နေရာကြည့်နေလဲကိုမအောင်မှရေးထားတာပါ။ဒီဗီဒီယိုလေးကိုအဆုံးထိမကြည့်ဘူးဆိုရင်ရောအဲ့အမားတွေလုံးမိရယ်ဆိုရင်ရောညီလေးတို့ဒုက္ခလှလှကြီး ဥပဒေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်အရန်အရေးကြီး။လင်းတစည်း အဘူဒါဘီ UAE နိုင်ငံကနေပြီးတော့ Boston Massachusetts ပြည်နယ် US ကိုတွားတယ်။လေရဘလောက်ကြာဆို14နာရီကြုံကြုံကြာပေါ့။အမှအမျိုးသားတယောက်ရှိ Krishna Kunapali ကိုခေါ်တယ်။လေပေါ်မှာလေကြာအတွက်ကြောင့်အိမ်သာတွားဖို့ပြင်ဆင်ရပေါ့နော်။အိမ်သာတွေကလူတွေကတွားနေအများကြီးမဲ့အဲ့အခါမှာတန်းစီနေရတန်းစီနေတာကသူက ကောင်မလေးချော်ချော်လေးတယောက်အရန်တွေ့ပါတယ်။နော်စမဲကအရန်လှတယ်။သူသဘောကျတယ်။အဲကောင်မလေးဘေးနားမှာဘာမှမရှိခေါင်းကလွတ်နေလေကတဝက်လောက်ပဲလူပြည့်အောင်အဲ့ရောခေါင်းကလွတ်လွတ်နေတော့ထိုင်အောင်ရမလားဆိုပြီးခွင့်တောင်းတယ်ခွင့်တောင်းပြီးတော့ဘေးနားမှာထိုင်တယ်ထိုင်ပြီးတော့စကားပြောပါပေါ့ပြောပြီးတော့ကောင်မလေးကအရန်ချော်ဆိုတဲ့အကြောင်း အဲပြီးပါရဲ့သူ့စပင်းကအရင်လှသူ့အရင်သဘောကြစပင်းကအရင်ရှင်းပြီးတော့အရင်နူးညံ့ပြီးတော့ပျော်ပြောင်းပြီးတော့နော်အရင်လှတော့ကန်ချင်စိတ်ပေါက်လာတော့သူကတွန်းကန်တယ်တွန်းကန်ပြီးတော့ပြီးတော့အဲကောင်မလေးကိုပြောတယ်အေးငါဘော့စတန်မှာငါ့ကိုအတူတူတွားခါကြရင်ငါနဲ့တညနေမလားအဲတညနေပါလားမေးပါပြောလိုက်ပြီးပါရဲ့ပတ်စံဒေါ်လာ9000ကိုလက်ဆောင်လေးနဲ့ပေးမယ်ဆိုပြီးတော့နော်တညအိတ်ပါလားဆိုပြီးတော့ပြောလိုက် ဲ့လိုပြောလိုက်တော့ကောင်မလေးကလက်မခံဘူးပေါ့เนาะပြန်ပြီးတော့ညင်းနေတယ်ပြီးတော့အဲ့အတိမကောက်သူကကြွားလာပါငါဘယ်လောက်ချမ်းသာလဲအရင်ချမ်းသာတယ်တော့အဲ့လိုဒေါ်လာ9000ပြောနေတာတော့အဲ့ဒီအမျိုးသားတော်တော်ချမ်းသာရပုံပေါက်တယ်เนาะအာပြီးတော့သူဒီလိုမျိုးပြောရအကြောင်းရရတယ်ရှိတယ်ဒါပေမဲ့သူအချစ်ပညာမတတ်တဲ့ကြောင့်အပြောမဆိုတတ်မတတ်တဲ့ကြောင့်ဒုက္ခရောက်เนาะဒုက္ခရောက်တာအဲ့ဒါကြောင့်အချစ်ပညာတတ်ဖို့အရင်အရေးကြီးအဲ့ကြောင့် အချစ်ပညာတက်ရှင်ဆိုရင်ဒီ channel ကို subscribe ထောက်တာပါ။ तू ကပြောအောင်လက်မခံဘူးဆက်ပြီးတော့စပင်ခိုင်နေတယ်เนาะပြီးွားရင်ကောင်မလေးရနေပြီးတော့အေး internet မရအောင်เนาะ wifi တုံးကျင်တာမရတော့အေး तू လေးမဲလေးမောင်းလေးကိုတွားပြီးမေးမလို့လမ်းလျှောက်ပါလျှောက်သွားတဲ့ခါမှာအဲ့ဒီသူကသူ့နောက်လိုက်တယ်ကောင်မိုင်းနောက်လိုက်တယ်တော့လိုက်ပြီးတော့ ဟို no လို့ပြောအောင်မှာသူကထပ်ပြီးစပင်ထပ်ကြိုင်တယ်စပင်ကတော်တော်အရင်လှတယ်သူပါတယ်เนาะအဲ့လောက်ကြိုင်ကျင်တော့ဆိုစပင်ကိုကြိုင်တာအပီးကြိုင်တာအပီးကကောင်းပါရဲ့ no လို့ပြောအစားလေးမောင်းတဲ့လေးမင်းရောဟိုသူနောက်လေးမင်းရဒါမှမဟုတ်ရီးစားကိုထင်တာပေါ့ထင်တဲ့အတွက်ကြောင့်အေးဒီတပဲဟိုဘာမှတတိမပြုတ်မိတော့နောက်တော့မှဟိုဘာတတိပြုတ်တယ်ကောင်းပါနဲ့အများနောက်ဆုံးနောက်ဆုံးတယ်ပြီးွားရဲ့အဲ့ဒီကောင်ကကောင်းပါနဲ့ရင်သားကိုကြိုင်တဲ့ပုံစံတွေ့ပါ အဲ့လိုပုံစံမျိုးပြီးတော့ကောင်မလေးကတော့တိုင်တယ်အဲတော့တိုင်လဲတော့အေး तू ဖြစ်တယ်အေးမင်းဘယ်ခေါ်ရလဲနော်အဖြစ်မှန်တိပါဘယ်ခေါ်ရလဲဆိုအေးနေရခွဲလိုက်နေရခွဲလိုက်ကောင်မလေးကိုသွားပြီးတော့နှလောင်းရှက်နေတော့နော်အဲ့တော့စွတ်တော့ဒေါ်လာ9တော့ပေးနေမှာဘယ်ဟာမှားလဲဆိုတော့နော်လိန်ကိစ္စအတွက်ဒေါ်လာ9တော့ပေးလို့မရဘူးအလားဥပဒေချိုးပေါအောင်ရောက်တယ်ယူအက်စီမှာဆိုရင်နော်လိန်ကိစ္စ procedure ရှိတာ legal မဟုတ် အဲကြောင့်အဲ့လိုပေးလို့မရနိုင်ငံတော်တော်များများပါရယ်ပေးလို့မရပါဘူးပရိုချုနိုင်ငံဆို prostitution ကလီးကြအာပြည်သက်စာတော့အဲ့လိုမျိုးဟာနေကလီးကြတရားဝင်တယ်စင်ကာပူကိုဝင်တယ်ဒါပေမဲ့အဲ့လိုမျိုးကိုက solicitation လို့မရနော် solicitation လို့မရအာအဲ့ဒါကြောင့်ပညာသားပါဖို့အရန်လိုအပ်တယ်နော်ဗီဒီယိုအစုံမှာတော့ဘယ်လိုမျိုးပညာသားပါပါသူအချစ်ပညာတတ်ထားမှဆိုရင်ဒီလိုဒုက္ခမရဘူးဆိုတာပြောပြမယ်အဲဒါကြောင့်အရန်အရေးကြီးပါတယ် ဟေးအဲ့တော့မပြီးတော့အဲနေရာတနေရာတနေရာခွဲပြီးတော့နေတယ်ခွဲနေတော့အဲဇန်လကဒီမှာပြီးမဲ့ထင်တာမပြီးဘူး तू ဘာလုပ်လဲဆိုတော့ကောင်းပါလေဓာတ်ပုံရိုက်ထားတယ်ဆိုတော့အရန်ချော်အရန်လှတာကွာ तू မခွဲခင်ဓာတ်ပုံရိုက်တပ်ပေါ်ရအာအရင်ချောလဲဆိုတော့တပ်ပေါ်ရသူကဘာလို့တပ်ပေါ်ကြည်ပြီးတော့အဲကိုယ့်အကိုအာတာဖြင်းတာတော့ကိုယ့်အကိုအာတာဖြင်းအေးစေးခုံမော်တော့နေရတော်တော်လေးလူတွေလွတ်တာကိုလွတ်တဲ့ဆိုပြန်တာဘေးနားမှာလူတွေရှိတယ်တဲ့တော့လူတွေရှိတယ်တဲ့အဲ့တော့ ယောက်ျားလေးတွေ့တယ်ဟာသူဆောင်အောင်မှာအာသာဖင်တာတွေ့တယ်ဟာတွေ့တော့အဲတချို့ယောက်ျားတွေမလုံးနဲ့ဟိုအထာပေးတာမနော်ဆောင်သွားပြီးတော့ဟိုပုတ်တာတော့ပြီးွားရဲ့အဲမလုံးနဲ့ပြောတယ်ဒါပေမဲ့ तू ကအာဆက်ပြီးလုံးတယ်ဟောဆက်ပြီးလုံးတယ်တော့တခါလေနေမှာဆိုရင် तू ညီသေးကိုလေထဲမှာပြလဲပုံစံဖြစ်သွားတယ်နော်လူတွေတွေ့ပါအဲ့တော့ တချို့ passenger တွေယောက်ျားတွေခက်လာအိတ်လိုက်တယ်အိတ်ပြီးပြန်ထလာဆက်လုံနေလို့ပဲ तू ကနှုတ်လည်းမနောက်ဆုံးမခံနိုင်တော့တွားပြီးတော့တိုင်လိုက်တယ်အာတိုင်လိုက်တော့အလေးမောင်းလေးမဲရဘာဘာလဲတက်တက်ထပ်ပြပြန်ဟောစောစောကောင်းပဲကောင်းပါလေးကိုခေါင်းကိုကင်တယ်ပြီးွားရဲ့အမြဲနှောက်ရှက်နေတယ်เนาะဓာတ်ပုံရိုက်ထားတယ်အာကောင်းပါလေးတော့လိုက်တယ်အဲ့ကောင်းပဲဆိုပြီးတော့အေးလေစက်ရဲ့ရောက်တော့သူ့ကိုရဲလက်အက်လက် FBI FBI နဲ့အဲ့ ပြည်နယ်ပေါ့ Massachusetts ပြည်နယ် Boston ရဲလက်ထောက်အဲ့လန်အဲ့လန်တော့သူကတရားရုံးမှာရင်ဆိုင်ရပေါ့ရဲဖန့်ခံရဖန့်ခံရပြီးတော့ဒီတိုင်းနေုံမြောင်းတရားရင်ဆိုင်ရနေမယ်တရားရင်ဆိုင်ဆိုအပြစ်ဘယ်လောက်ပေးခံရဆိုတာဆက်ပြီးတော့ဗီဒီယိုမှာပြောမယ်အဲ့ဒီတော့ဒီဗီဒီယိုမှာအဓိကပညာပါတယ်ပညာပါလဲဆိုတော့မိန်းကလေးတော်တော်များများသဘောကောင်းအောင်များတယ်နော် no လို့ပြောနေမယ်စိုးရမိန်းကလေးတယောက်တည်းရောရှိနေမယ်နော်ဆဲတဲ့မိန်းကလေးရှိမယ်ရှိတယ် F စကားပြောပြီးတော့နှိမ်ထုတ်ရရှိမယ်ဒါပေမဲ့မင်းရဲ့တော်တော်များများတပုံးခေါက်လို့ no လို့ပြောရင် no လို့တိရမယ်เนาะဟိုကို့ကိုသူ့ကိုပူကြက်အောင်ဆိုပြီးတော့เนาะအရန်ခက်ခဲအောင်လုပ်တယ်အဲ့လိုမျိုးထင်စရာမလုံးပြီးတော့ approach လုပ်လဲလုပ်ပုံနှုံကြီးရရှိတယ်เนาะဒါကတကယ်ဖြစ်ရမယ့်ဆန္ဒဖြစ်ရမယ့်ဆန္ဒကဘယ်နှစ်ရဖြစ်လာဆိုရင်2024ကဖြစ်တာเนาะ2024အောက်တိုဘာလမှာအာတက်ရောက်မကြလို့ဖြစ်တာ ဒီလေးစိတ်ပါလိုကန်ဆိုလေးစိတ်ဟာဖန်ခန္ဓာနိုင်လေးက14နိုင်ကြီးဆိုအမှန်ပြော14နိုင်ကြီးဆိုအချိန်များရှိဆိုတယောက်တော့တီးရောတီးရောလို့ရတယ်ဒါပေမဲ့အာသူလောက်အောင်မှားမှားတယ်မှားလို့ကြောင့်အဲ့လိုမျိုးအဖန်ခံရတာเนาะအဲ့ရောညီလေးကိုဒီယောက်ျားလှုပ်လဲလှုပ်ပုံလုံးနေပါမှားရတယ်ထင်ပါလေကိုမအမရေးတာပါဘယ်ဟာဘယ်လိုမျိုးအချစ်ပညာတုံးတယ်မဆိုရင် तू အဲ့ main ကလေးကိုရနိုင်မှာထင်ပါတယ်ကိုမအမရေးတာပါခေဒါတကယ် case တရားရုံးကလည်း United States Attorney Officer ပြော District of Massachusetts เนาะဥပဒေ Sanders ဆိုချမှတ်ဘယ်လောက်ချမှတ်တည်တာဟောဒေါ်လာ9000 5000ဒေါ်လာနှစ်နှစ် probation เนาะထောင်မကြဘူးကံကောင်းလို့ဒီကောင်းထောင်မကြဘူးเนาะချမ်းသာရရောက်ကြရတဲ့အစိုးဆုံးအရာပါအချိန်ပဲအဲ့ရထောင်ကြမယ်ဆိုဒီကောင်းဒုက္ခရောက်ပြစ်ဆန်9000လောက်တော့သူ့အတွက်တော့ဖိန်ကိုတစ်ချက်ရက်စားမရှိเนาะ2 year probation နှစ်နှစ် probation အဲ့ probation မှာထပ်ပြီးဖောက်တယ်ဆိုရင် ဒီကောင်ထောင်ကြမှာပေါ့အိန္ဒိယအာ national အိန္ဒိယ citizen ပေါ့အဲ့ရော US money မနေဆိုမသိဘူးเนาะ US money ရဲ့လူဆိုပိုဒုက္ခ record ဝင်အောင်ဆိုအခုဆိုရင်အာတင်းကျက်တဲ့ president donald trump တက်လာတဲ့အခါကျရင်အဲဒီ record ဆိုရင်အပြင်ထွက်တန်းပြန်လာတယ်ပြန်ကြည့်မှာအဲ့ရော password ခေါ်တယ်ရှင်းနှစ်ဆယ်နှစ်ဘယ်လောက်ကြာကြာပြန်ကြည့်ပြီးတော့ဒုက္ခပေးမျိုးอ่ะပြောပြန်မျိုးနည်းနည်းခံခံရအောင်မှာเนาะအဲ့လိုမျိုးတော့ဒုက္ခရအောင်ပေါ့ ပတ်စံ9တောင်း provision ကတော့ဘလောက်မှမပြင်းထန်ထင်ရပါမယ်ဒါပေမဲ့အဲ့လိုပြန်ဆက်အခါကျရင်နောက်ကျောင်းပြန်ဆက်အခါကျရင် you cannot escape from your past ညီတို့အမြဲမှန်တာကိုပါလို့လို့ကိုအနောက်အမှောက်ဘယ်တော့မှဖြောက်ပြက်လို့မရနော် record ဝင်မှဆိုဖြောက်ပြက်လို့မရအဲ့ကြောင့်အရေးအကြီးအာငါးတော့ကောင်မလေးကိုပေးရင်ငါးတော့အတူတူပဲတိုက်ဆိုင်လာဘလောက်တိုက်ဆိုင်ဟာတတ်တဘောဖြစ်နေကောင်မလေးကိုငါးတော့မပေးရမလဲအစိုးရကငါးတော့ပေးနေတာ သူကအဲ့ပတ်စံတခြားနေမှာတုံးချမယ်အချစ်ပညာတင်တတ်ထားမှာဆိုရင်ငားလောင်တော့ဆိုအตาလေးကောင်မလေးအများကြီးရအောင်အချစ်ပညာအရင်ကျွမ်းကျင်ပါဘူးနော်အဲ့ကြညီလေးဘယ်တော့မှတကယ်ယောက်ျားကောင်ယောက်ျားမြတ်အချစ်ပညာကျွမ်းကျင်ယောက်ျားဖြစ်ချင်ဆိုရင်တင်တန်းတက်ပြီးမှသွားအဲ့ဒါဆိုကိုယ်တကယ်ချစ်ရမိမှတကယ်ချောရမိမှရရမယ်ပစံလည်းအလောက်တွေအများကြီးကုန်မှာမဟုတ်ဒုက္ခရောက်မှာမဟုတ်သူအခုတရားရုံးသွားရဆိုအချိန်များကုန်မှာမဟုတ်ချမ်းသာသူတို့အချိန်ပို့ပြီးတော့တမှုရှိတယ် နော်တင်တဲ့တက်ချေဆိုရင်လိမ့်နေကို YouTube video description ကောင်းမှာရှိတယ်အချစ်တင်တယ်နော်ရှိပါတယ်ဆရာနဲ့တိုင်ပင်ချင်ဆိုလိမ့်နေဒါ description ကောင်းမှာရှိပါတယ်အဲ့ဒါကြောင့်အရင်အရေးကြီး तू ကဘာကြောင့်အဲ့လိုမျိုး offer လုပ်လဲရတယ် तू ရဲ့အပြစ်ခုနှစ်ခုကပါတယ်နော်နံပါတ်7 link စတဲ့ပတ်စံပေးတာနော်တ냐အဖော်ပြောပါလားနော်တ냐 အတူနေမလား तू ပြောတာအတိအကျမသိဘောเนาะဒါပေမဲ့အာအိတ်မလားကိုတဲ့ပြောရတာဥပဒေချိုးဖောက်ရတယ်เนาะအိတ်မလားတဲ့ပြောစရာမလို့ तू ဘယ်လိုပြောရအေးငါမှ shopping ထုတ်ဖို့တဲ့လူတဲအခုကြီးလို့တယ်เนาะအဲ့ရောလာခဲ့မဆန်ဘယ်လောက်ပြီးမဲတလောက်ငါးတော့ပေးရအောင်မကောင်ပါလေးကသဘောကျပြောဟေးမစိုးပြောဆိုမစိုး तू तू အဖော်လုံးမယ်ဆိုရင်တလောက်ငါးတော့နဲ့မစိုးတန်တာမဲ့ငါမှအလုံးမရှိဆိုရင် เนาะအားနေဆိုရင်သူ့နောက်လိုက်ပါမယ်เนาะအဲ့အဲ့အချိန်ကျမှကိုယ့်အကောင်မလေးစိတ်ဝင်စားကြတယ်အတူတူအိတ်မှာဆိုပြီးပြီရှင်းပြီလားဒါအချစ်ပညာပဲလေငါတော့ထည့်ပေးမယ်ငါနဲ့တညအိမ်မလာဘူးမေးလိုက်ရင်ဘယ်ကောင်မလေး99%က99.99% no လို့ပြောမှာကိုကိုရဲမတိုင်အောင်ကန်ကောင်းเนาะအဲအကြောင်းအဲ့လိုမျိုးဘယ်တော့မှထဲမပြောယောက်ျားမိမခေစာစွာတာယောက်ျားလေးကလိန်ခေစာလိုချင်တယ်မိန်းကလေးကအချစ်လိုချင်တယ် เนาะ GNU site မှုလုံခြုံမှုလို့ခြင်းအဲ့တော့ဒါပေမဲ့ဘသူမှဒဲပြောမရမိန်းကလေးရဲ့ပတ်စံရလုံခြုံမှုပေးရမှန်းအဲ့တော့ယောက်ျားလေးပတ်စံဒဲပြီးတော့ဘလောက်ပေးပါလားပြောလို့ဆိုရင်မိန်းမပတ်စံမဲ့တဲ့မိန်းမဖြစ်သွားပြီเนาะကောင်းလို့မကောင်းပြီးတော့ယောက်ျားလေးကအများကြီးလိန်ကိစ္စလို့ခြင်းဒါအဓိကကြောင့်အဲ့အကြောင်းအချစ်မိန်းကလေးကိုသဘောကျလိင်ကစားမပါဘူးဆိုရင်99%ယောက်ျားလေးရမိန်းကလေးကိုစိတ်မစားတော့ဒါတဘောပါပဲเนาะအဲ့တော့အဲ့လိုမျိုးပြောပြီးမဲ့ထဲပြောမရ ထည့်ပြောမယ်ဒီကိစ္စနှစ်ခုဘယ်တော့မှထည့်ပြောမယ်ကျွန်တော်အဲ့ဒါအချိန်ရဲ့ရှုပ်ထွေးဆိုတာကြောင့်ထည့်ပြောမယ်အလုပ်ရှင်တဲ့အလုပ်သမားအလုပ်ပဲလေအလုပ်ရှင်ဘာလို့ချင်းကိုယ်စကားနားထောင်ပြီးတော့အချိန်နဲ့အများကြီးပေးနိုင်တဲ့အလုပ်သမားလို့ချင်းနော်အလုတ်သမားကလည်းအလုတ်နည်းနည်းလုပ်ပြီးတော့ပတ်စံအများကြီးပေးတဲ့အလုတ်လိုချင်တယ်နော်ပတ်စံအဲ့ကြပတ်စံအလုတ်သမားကပတ်စံအများကြီးဒီဒီတော့ဘာကြည့်ပြီးတောင်းမရဘူးနော်အလုတ်ရှင်ကလည်းမင်းဘဝရုံငါ့ကိုအတ်ထားနော်မင်းမိသားစုနဲ့ခွဲနေရမယ် နော်စနေစနေလေး overtime လုပ်ပြီးလုပ်ရမယ်ညညမဲ့အလုပ်စင်းစင်းရမယ်နော်အဲ့လိုလိုအမှန်အဲ့လိုဖြစ်ချင်တာအဲ့ဒါလိုချင်တာမိသားစုခွဲပြီးတော့အလုပ်မှလုပ်နော်အဲ့လိုမျိုးသဘောကျဒါပေမဲ့တဲ့ပြောမပြောဘူးမိသားစုခွဲနေရမှာပါမပြောနော်အဲ့ဒါကြောင့်အဲ့လိုမပြောမရနံပါတ်6ဟာကြွားတာမင်းကြီးကြွားမှမကြမ်းနော်အာသူ့ဟာသူတိပစေဘယ်တော့မှမကြွားဘူးဒါနံပါတ်6နံပါတ်5 အာအမြဲတမ်းချောတယ်ချောတယ်အမြဲတမ်းပြော you are so beautiful you are so beautiful ပြောပြီးတော့စပင်းတော့ကတ်ခဏကပြောရင်တမ်းမှုမရှိတော့နော်တမ်းမှုမရှိတော့ပြောရတဲ့နေရာမှာလည်းအထာလိုနေတယ်ကောင်မလေးကဘာမှမလုပ်ပဲနဲ့သူကသူချောနေတာသူပြောဆိုအာကောင်မလေးအာနောက်ဒီအပေါ်စားယောက်ျားနောက်တယောက်လာပြန်ပြီ तू ဘယ်လောက်ထိမင်းကလေးချောချောလေးရအများကြီးကြားရဆောဆရာဆရာတော်မင်းကလေးအများကြီးအဲ့လိုပဲချောချောလေး तू ချက်ပေါင်းစမှာအများကြီးလာပြောတယ်နော်ချောတယ်ချောတယ်ဘာကြောင့်အကုန်လာပြောတယ် အာသူ့ကိုပြောရအများကြီးပဲဒါပေမဲ့အဲ့ပြောရလို့တန်မှုရှိတာမရှိဘူးနော်မရှိဘူးသူ့တကယ်ကြိုက်တဲ့ယောက်ျားလေးပြောမှတန်မှုရှိတာဥပမာဆိုဆရာဆရာတကယ်ချစ်တယ်ဆိုဆရာမင်းကြည့်ကောင်ဒီနေ့မစိုးဘူးဆိုသူတနေလုံးတညာလုံးနှစ်ရက်သုံးရက်တော့အာပြောနေပီတိဖြစ်နေနော်အဲ့ကြောင့်အရင်ကြီးကိုမကြိုက်ပဲနဲ့နော်ချောတယ်မပြောနဲ့တန်မှုမရှိဘူးအာပြောရစမေကိုသွားပြောအာကြိုက်ကြည့်တယ်တစ်ခါတော့ကြိုက်ကြည့်ခဲ့တော့ရှိဘူးနှစ်ခေါက်နှစ်ခေါက်သုံးခေါက်မှလုံးစော မြို့ရဲပိုဆိုးရပါနံပါတ်၄သူကရပ်ပါဆိုပြောတော့မရဘူးငါကြီးက노ပြောရရမယ်နော်ပြီးပါရင်နံပါတ်၃ကိုညီတယ်ဟိုထုတ်ပြလာတယ်ပြီးပါရင်ကိုအောင်ကိုအာတာဖြေရတယ်ကိုအောင်အာတာဖြေဆောင်းအောင်ပါဆိုရဲအပြည့်ရောက်ရှိတယ်ဒါပေမဲ့ညီလေးကိုတွေ့ရောပူအောင်ဆိုးတယ်နော်အဲကြောင့်အပူဆိုးတယ်နော်နံပါတ်၂ညီလေးကိုသူများတွေတွေ့ရောပူဆိုးတယ်အဲကြောင့်ကိုအောင်အိမ်သားနဲ့မှလုံးဝကိစ္စဖြစ်ဘူး နော်ဘူးမှမတွေ့ရကိစ္စဖြစ်တွေ့ရင်ဒုက္ခရောက်နေမယ်နော်ဟိုဆောင်းအောင်မှာလောက်တာတွေ့ရဆိုတာဒါတွေ့လာမယ်နော်ဟိုကိုညီလေးကိုဒဲမတွေ့လဲပြဿနာရှိရမယ်အဲဒါကြောင့်အရင်အရေးကြီးနံပါတ်1ပို့စွာပါသူများရဲ့ပြောပြီးတာမှ तू မရက်သူကသူမရက်အော်အဲ့ဒါပူဆိုအဲ့ကြောင့် report လုပ်တယ်ဆိုတော့လေးမောင်လေးမယ်လေးကလည်းပထမဆုံးတစ်ခေါက်တောင်းပါလေးက report လုပ်သွားရင်ဘေဘေမဲ့ ရဲကိုတိုင်ချင်မှတိုင်နိုင်မယ်နော်ပထမဆုံးကောင်မလေးကိုမထိနဲ့ပြောလဲမထိတော့ဆိုရင်ကောင်မလေးကမတိုင်ဘူးဆိုရင် तू တိုင်ချင်မှတိုင်နိုင်မယ်ဒါပေမဲ့အခုကလူကအများကြီးတိုင်တာနော်လူနှစ်ယောက်သုံးယောက်တိုင်ရတဲ့ကြောင့် तू ကိုမတက်တာဘူးရဲကိုအက်လိုက်ရနော် तू လောက်အမှားတယ်အများကြီးပဲလောကကြီးကကောင်းကောင်းလာတခုကအမှားနည်းနည်းလောက်ရင်ပြဿနာမရှိဘူးအမှားအများကြီးလောက်ဆိုတော့ပြဿနာအများကြီးရှိတယ်အမှားရဲ့မူတူရပေါ့နော်ဟိုလူတစ်ခါတော့တက်လက်မယ်ဆိုရောအမှားတစ်ခါပဲလောက်ဒါပေမဲ့အာအပြစ်ကြီးရယ်လေ เนาะအဲ့လိုမလုံးတော့ဘောအမားလုံးဝမလုံးနိုင်ရှောင်းလာကောင်းဆိုမှာဒါဒီလိုပြောလို့เนาะအမားလုံးမယ်ဆိုမျိုးစိတ်မတွင်းနဲ့เนาะဘဝကြီးကနေတို့ပျော်ဖို့အရန်ကောင်းတယ်เนาะပတ်စံအများကြီးရှိတယ်ဆိုရင်အများပြည့်ပြည့်စုံတယ်ဒါပေမဲ့ပညာတတ်ဖို့လိုတယ်เนาะပညာမရှိဆိုရင်ဒုက္ခရောက်နေမှာเนาะအရာအရန်ကြီးသူဓာတ်ပုံရဲတာလဲ US မှာဆိုရင် public မှာဆိုဓာတ်ပုံရဲရဘယ်သူမဆိုရဲရလမ်းပေါ်မှာရှိတယ်เนาะလူတွေတွေ့နေရနေရဆိုဘယ်သူရဲ့ဓာတ်ပုံမဆိုရဲရ ပါမရှင်းတောင်းဆိုမှာတချို့နိုင်ငံရောဥပဒေကွာနေမှာเนาะအဲကြောင့်ဒါဆရာကအမေရိကန်အကြောင်းအဓိကထားပြောအမေရိကန်မှာဆိုရင်လူမြင်ကွင်းရှိရနေတာ public နေတာဆိုရင်ဓာတ်ပုံရဲလို့ရတယ်ကောင်မလေးဓာတ်ပုံရဲအဲ့လောက်ဒီပြဿနာမရှိတော့အဓိက तू ကသွားကင်တာကင်လို့မရခွင့်မရှိပဲကင်လို့မရမကြိုက်ဘူးကင်လဲဆိုရင်ဒါ assault assault လို့ရောက်ရောက်တယ်เนาะတော့ဒီလိုလေးသွားပုတ်လာအောင်မကြိုက်ဘူးဆိုရင်ဒါ assault ရောက်တယ်အဲ့တော့သွားထိတာမှားတယ် ဓာတ်ပုံပြန်ရာဥပဒေပေါင်းဝင်တယ်အာတီထောင်လို့ရအမေရိကန်မှာနေရင်တွေ့အမေရိကန်မှာနေရင်ဘာလို့ရှိရင်ကောမမရေးတာပါတခြားနိုင်ငံကဥပဒေအမျိုးမျိုးရှိရင်ပဲကိုယ်အောင်ချက်လို့ပါအားအကြောင့်ဒီခုနှစ်ချက်သူအမှားလို့ရတဲ့ကြောင့်သူဥပဒေနဲ့ဒုက္ခလှလှကြီးရောက်သွားဖြစ်ပါတယ်အထူးသဖြင့်အချိန်အချိန်ဒုက္ခရောက်ပတ်စံရှိရတဲ့သူကပတ်စံကအလောက်တီတန်မှုရှိအောင်အချိန်ကတန်ဖို့တန်မှုရှိအားကြောင့်သူကမင်းမင်းကလေးလိုက်ရအရန်ပြင်မှန်းကွာ ဟောအရင်ပေးမန်းတော့ကြောက်တော်ပြီအာတွေ့တဲ့တွေ့တဲ့ငါးတော့ငါးတော့ပေးမယ်အဲဒါဆိုတချို့ကောင်မလေးလာပါမယ်ဆိုသူစဉ်းစားလဲတာဒါခါဒါပေမဲ့ခက်တာအချစ်ပညာမတတ်တဲ့ကြောင့်ပတ်စံဘယ်လောက်ရှိရှိဒုက္ခရောက်အရင်ကြီးကြီးယောက်ျားရဲ့ဘက်ကြည့်ရဆိုမှန်တယ်တကယ်လူတော်လူကောင်းပညာတတ်ယောက်ျားတွေပတ်စံအရင်ရှိတာမဆိုရင်အချစ်ကအရင်အချင်းကုန်တယ်အချစ်ကအတန်မှုရှိဆုံးမှာယောက်ျားတယောက်ကတဏှာရောတထောင်ရဆိုရင်မင်းကြီးတယောက်ကိုနော် တရက်စာပေးနိုင်ရမှာဆိုရင်ဒေါ်လာခံ1400ကျပါပြီ။เนาะမင်းမင်းမင်းတယောက်ရလိုက်မှုဆိုတာတရက်မကောင်။အပတ်များဆိုတာကြာတယ်။ပြီးပါလချီရကြာကြာနေတယ်။အဲကြောင့်ယောက်ျားလေးချမ်းသာလေးတွေအချစ်ရပုံပြီးဈေးကြီးတာလေး။အဲလိုဈေးကြီးတာအခါကျရင် short to the point ဒီလိုမျိုးပတ်စံနဲ့တုံးနိုင်မှာဆိုရင်ဒါကကိုလိုချင်ရရဆိုရင်ပြီးပြည့်စုံတဲ့ပျော်ရွှင်ပွားရတာပဲ။ဒါပေမဲ့တုံးတဲ့နေရာမှာတုံးတက်မှုတော့အရင်အရေးကြီးတယ်။ အချစ်ပညာမတောက်ဆိုဒုက္ခရမှာသူ့အလူဒီပတ်ဆက်9000နဲ့အော် escort သွားထားရမယ်ဆိုပျော်ပျော်သူ့ကိုအရင်ပတ်စားပေးပြီးတော့လေးစားပြီးတော့ချစ်ခင် escort ရမှာပဲတကယ်တော့ escort ဆိုတော့အပျော်မှန်နဲ့သွားပျော်မှန်ဆိုရင်အများကြီးပျော်ရတယ်နော်တရားဆိုရင်အော်မလောက်လဲအခု9000ဆိုရင်အယောက်90နဲ့ပျော်ရတယ်နော်နော်တရားတယောက်တရားပေးဆိုရင်အများကြီးပျော်ရတယ်ဒါအင်ဇာမပေးရပါကောရှိရှိပါညာရှိရဆိုရင်ကောမအမှရေးတာပါ ဒီလိုမျိုးအချက်နဲ့ပတ်သက်တဲ့ပညာပေးဖြစ်ရမှပုံမြင်တယ်လေကြီးစားနဲ့ပတ်သက်တဲ့ပညာပေးဗီဒီယိုတည်ခြင်းဆိုရင် Rich Myanmar Daily Advice Woman အချက်ပညာရှင်ကဘာလှက်အမေရိကန်အချက်ပညာရှင် channel ကို subscribe လုပ်တာပါပြီးသွားရင် playlist ဆိုသွားပြီးတော့ကြည့်ရပါတယ်အချက်နဲ့ပတ်သက်တဲ့ပညာတွေအများကြီးများရှိပါတယ်တင်တဲ့တက်ချေဆိုရင်တော့ YouTube description ရဲ့ link အောက်မှာတင်တဲ့ link တွေရှိပါတယ်ဆရာနဲ့စကားပြောချင်ဆိုရင် link တွေ အောက်မှာရှိပါတယ်။ Share လုပ်တာပါ Subscribe လုပ်တာပါ။